ကဘာကြီးဒီလောဝသောဗုဒ္ဓရာရှိသည်တကယ်ပဲကဘာကြီးကလုံသလားဒီနေ့အချိန်ကြီးကဘာကြီးဟာပြားတယ်ဆိုပြီးယူဆနေသူတွေလည်းရှိနေသေးပဲဖြစ်ပါတယ်ကဘာကြီးကိုလုံနဲ့ပြားတယ်ဆိုပြီးမိတ်ဆွေတွေလည်းတွေးဘူးကြမှာပါအဲ့တော့ကျွန်တော်တို့နေထိုင်ရာလုံပြားကဘာကြီးရဲ့အစွန်ဒါမှမဟုတ်အဆုံးဟာရောဘယ်နေရာမှာလို့မိတ်ဆွေတို့ထင်ပါသလဲဒါကိုလည်းမိတ်ဆွေတို့တွေးဘူးမယ်လို့ထင်ပါတယ်တိပ္ပံပညာရှင်တွေကတော့လူသူအရောက်ပေါက်နေပြီးသွားလာဖို့ခက်ခဲတဲ့အနာတိကတိုက်ကြီးကို ကဘာကြီးရဲ့အဆုံးလို့သတ်မှတ်ထားကြတာပါတကယ်တော့ဒါဟာသတ်မှတ်ချက်တစ်ခုမျှသာဖြစ်ပါတယ်ဒါဟာကဘာကြီးရဲ့အဆုံးလည်းမဟုတ်လို့အဆုံးလည်းလုံးဝမဟုတ်ပါဘူးဒီဗီဒီယိုမှာကဘာကြီးရဲ့အဆုံးဟာဘယ်နေရာမှာရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ကိုရှင်းပြပေးသွားမှာပါအားလုံးပဲမင်္ဂလာပါဝူဒီကူ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကဘာကြီးရဲ့အဆုံးနဲ့အဆုံးတွေကြောင့်မပြောခင်မှာကဘာကြီးကပြားတယ်လုံးတယ်ဆိုတဲ့အယူအဆတွေစတင်ပေါ်ပေါက်ခဲ့တဲ့အချိန်ကာလကိုအရင်ဆုံးပြောပြပေးပါမယ် လူသားတွေရှင်သန်နေဆိုင်ခဲ့ကြတဲ့ခေတ်တွေကိုကြောက်ခေကြေးခေတန်ခေစက်မှုခေမော်ဒန်ခေဆိုပြီးခေတ်တွေနဲ့ခွဲခြားထားတာပါ။ကမ္ဘာမြေကြီးနဲ့ပတ်သက်ပြီးလူတွေစတင်စိတ်ဝင်စားလာခဲ့ကြတဲ့ခေတ်ကတော့ကြေးခေပဲဖြစ်ပါတယ်။ကြေးခေဆိုတာခရစ်တော်မပေါ်ပြီး BC 3300နဲ့ BC 1900ကြားကိုဆိုလိုတာပါ။ယခုကတော့ခရစ်တော်ပေါ်ပြီး2025ဆိုတော့ယခုလက်ရှိနှစ်ကနေပြန်တွက်လိုက်မယ်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း4000ကျော်လောက်ကလို့အကြံပြင်းဆိုရမှာပါ။ BC 3000ခန့်မှာ ဘေဘီလုံမျိုးသားတဦးဟာကဘာကြီးကို ပြားနေတယ်လို့အခိုင်အမာဆိုခဲ့ပါတယ်။ဒီအယူဆကိုမှန်တယ်ဆိုပြီးလူအများစုကလည်းထောက်ခံခဲ့ကြပါတယ်။ကဘာကြီးရဲ့အဆုံးဟာရေတကိုနေနဲ့ဖြစ်ပြီးကဘာကြီးရဲ့အဆုံးကိုရောက်မယ်ဆိုရင်တော့ရေတကိုနေကနေတဆင့်ကဘာကြီးဘော်ကနေပြုတ်ကျသွားမှာပဲဆိုတဲ့အဲ့ရောင်ဝဲပုံမြင်နေဟာအလွန်ကိုကြဲပြတ်နေစေခက်တခဲလို့ဆိုရမှာပါ။ကဘာလုံးတယ်လို့ပြောသူလုံးဝမရှိတဲ့ကာလတစ်ခုပါ။ဓမ္မအူဆုံးကဘာကြီးကိုလုံးတယ်လို့ပြောသူထွက်ပေါ်လို့လာခဲ့ပါတယ်။ ထိုသူကတော့အားလုံးသိပြီးသားတင်ချပညာရှင်ပိုက်တာဂိုရက်စ်ပဲဖြစ်ပါတယ်။ထိုချိန်ကနေစပြီးကဘာကြီးကိုလုံးတယ်ပြားတယ်ဆိုတဲ့ငင်းခုံမှုတွေစတင်ခဲ့တာပဲဖြစ်ပါတယ်။ကျွန်တော်တို့အမြင်မှာလည်းကဘာကြီးကိုပြားနေတယ်လို့ထင်မြင်စရာရှိပါတယ်။တကယ်တော့ကဘာကြီးကလုံဝန်သောပုံစံတိုင်းပဲဖြစ်ပါတယ်။ကဘာကြီးဟာကိုယ်တိုင်လည်းလက်ပတ်နေသလိုအခါတာထဲမှာလည်းနေကူဘဟုပြုတ်ပြီးလက်ပတ်နေတာကိုမိတ်ဆွေတို့တီးပြီးသားဖြစ်မှာပါ။ဘာမြကြီးရဲ့ပုံစံနဲ့ပတ်သက်ပြီးအနှဲငယ်ရှင်းပြပေးပါမယ်။ကဘာမြကြီးကိုကျဲဥတလုံးလို့ဆိုပါစို့။ ကျုပ်ရဲ့အပြစ်မှတ်ဆုံးအခါကြောတဲ့အခွန်ဟာဂုံမြေတောင်တန်းနဲ့သမုတ်တရားတွေပဲဖြစ်ပါတယ်။ကျုပ်ရဲ့အကာကတော့ဂုံမြေတောင်တန်းသမုတ်တရားတွေရဲ့အောက်မှာရှိနေတဲ့ကြောက်ဆောင်ပြုတ်အလွာပါ။နောက်ဆုံးကျုပ်ရဲ့အနှစ်ကတော့အပူချိန်9500ဒီဂရီဆက်စီရဲ့အထိပူပြင်းနေပြီးတန်နေနီကယ်တွေနဲ့ပြည့်နှံနေတဲ့ကမ္ဘာဥတိုင်းမှာဒါကကမ္ဘာကြီးရဲ့ဗဟုအချက်ပဲဖြစ်ပါတယ်။ကျုပ်အခွန်ရဲ့အပြင်ဘက်ကတော့ကမ္ဘာကြီးကိုဝန်းရံထားတဲ့လေတုပဲဖြစ်ပါတယ်။ စွမ်းငင်အားတစ်ခုကြောက်တာဒီလိုအရာတွေကအတူတူကရှိနေနိုင်တာပဲဖြစ်ပါတယ်။စွမ်းငင်အားသာမရှိဘူးဆိုရင်တမုတ်တရားထဲကရေတွေနဲ့ကျွန်တော်တို့ဟာစွမ်းငင်အားမရှိတော့တဲ့ဒီကဘာကြီးပေါ်ကနေတဆင့်အာဂတအထဲမှာမျောနေမှာပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့မိမိရောက်ရှိနေတဲ့နေရာကနေကဘာအဆုံးကိုတွားမယ်ဆိုပါတော့ဒါဟာဘာနဲ့တူတယ်လဲဆိုရင်လုံဝဲနေတဲ့အရာတစ်ခုပေါ်မှာပွက်စိတ်တကောင်တွားနေရတဲ့တူပါတယ်။ဒီပွက်စိတ်တဲ့အဆုံးကတကယ်တော့မရှိပါဘူး။ဒီလုံဝဲနေတဲ့အရာကိုပဲအကျဉ်းချင်းပတ်နေမိမှာပါ။ဒါကြောင့် မိမိတို့ရောက်ရှိနေတဲ့မိမိတို့ရဲ့အစဟာမိမိတို့ရဲ့ကမ္ဘာအဆုံးအမဖြစ်ပါတယ်ကျွန်တော်ရဲ့အမြင်ကကျွန်တော်တို့ကအတက်ဆိုပေမဲ့တခြားနေရာတစ်ခုကနေကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကစောင်းနေတာဖြစ်နိုင်တယ်လို့ဆောက်ထိုးကြည့်လိုက်ဖြစ်နေနိုင်ပါတယ်ဒါတွေအားလုံးဟာစွန့်ငင်အားကြောက်တာဖြစ်ပါတယ်စွန့်ငင်ရမရှိတော့တဲ့တနေ့အရာအားလုံးအကသာထဲမှာလွေမျောတခြင်းကသာကဘာကြီးရဲ့အဆုံးသက်ဆိုတာကိုတင်ပြရင်းနဲ့ဒီဗီဒီယိုကိုဒီနံပါတ်ပဲအဆုံးသက်လိုက်ပါတယ်ခင်ဗျာ